မြို့သမီးတို့ကရဲခဲတဝီဒီဝတ်ကိုတခုပဲတော့ပြီးဂျန်ဒဝတ်ကိုသူ့ဘေးကငန့်ငန့်တကောင်းကိုကျွေးလိုက်တယ်ထို့နောက်မိမိလက်ချောင်းကိုဖြတ်ပြီးသွေးဆံများကိုလက်ဆွဲပေါ်လွှင်းချလက်လိုက်တယ်ရင်ငုံမတိုင်မီမိန်ခွန်းကိုပြောပြီးနောက်အမျိုးသမီးနဲ့ငန့်နဲ့ဒီရေခန့်တဲ့ကိုတပြင်းညီငုံသွားကြတယ်အရဲ့ဒီအာနီတင်ချောင်းနှက်နှက်ကရှေတွေကအမျိုးသမီးကိုအနက်ဆိုင်တို့ဦးတီစေတယ်သူတို့ရဲ့ညှိနှိုင်းမှုတွေပြတ်သားပြီးမကြခင်ပင်ရီမန်းရသူရောက်ရှိလာကြတယ်အဲ့ဒီနေရာမှာရှာရှာပါပါတွေ့ရတော့ရေအုပ်နှက်ဆိုင်တွင်ဖုံးကွယ်နေသောဗုဒ္ဓရုပ်ဦးခေါင်းအကြီးကြီးတစ်ခုရှိတယ် ဤဗုဒ္ဓယုတ်သည်ရှေးယောင်ဗန္ဒယုတ်၏ရင်ငုပ်ပေါင်းစုပြီးအမျိုးသမီးကမိမိလက်ထဲရှိအလင်းနှင်းနှင်းနဲ့စိတ်ဆက်စွာစူးစမ်းကြည့်တယ်။ထို့နောက်ဗုဒ္ဓယုတ်ဦးကောင်းသည်မှာဖြင့်လှုပ်ရတကားမှတဆင့်ရေကူဝင်းပြီးမျက်လုံးထဲသို့လက်ထိုးကခလုကိုနှိပ်လိုက်တယ်။ Dragon V ကကြောက်တုံးကြလာချိန်မှာဗုဒ္ဓယုတ်အတွင်ရှိစိတ်ရန်သားများဖွင့်လှစ်နိုင်ခဲ့တယ်။ရေသည်နေနေလျော့တော့ကချုပ်ထားသောခါမ6ခုဖွဲ့စည်းလာတယ်။ချက်ချင်းရင်တန်ချိုင်တကားကြောက်များပြီးသွားတယ်။အမျိုးသမီးကမိထွန်းကခါမအတွင်ကိုအလင်းဖြင့်ပြတယ်။အတွင်ပိုင်းဒီအတိုင်းသားမရှိသည့်တခြားအတိုင်းသားတစ်ခုလိုမျိုးထိပ်ပြီး အမျိုးသမီးကအလင်းကိုလိုက်ကာလှေကားထိုက်တို့တတ်ထွားတယ်။သို့သောသူမ၏အယုံသည်အဖျားလွန်ရှိသောငါးကောင်းရှိငကားယူသူတို့ဆွဲဆောင်သွားတယ်။ငါးကောင်းငကားသည်မက်စီရှိတွင်ရှိစင်ဖြူရူတုံးကိုကာကွယ်နေပြီးထိုရူသည်မင်းသားမင်းသမီးတို့၏ငွေချင်းနှင့်အာဏာအကြီးအကျယ်ကိုကိုးစားပြုတယ်လို့သတင်းများရှိတယ်။ယရုဒနာတန်ဖိုးမဖြတ်နိုင်သူသင်္ချိုင်းဗန္ဓာများပါဝင်သေးတယ်။သို့သောဖွင့်ရန်အတွက်လင်ကန်မစ်မျိုးဆက်သည့်အင်္ဂွင်းအလံများကိုတော့တဲထဲရမှာလို့လေ။အလံများကိုထည့်လိုက်ခြင်းနှင့်ယရုပတ်လဲတွင်ရေခဲကူးဆက်လကား ်ရေခဲသည်မြင်းမြန်ဆန်ဆန်ဖြန့်ချက်ပြီးအရာအာနုကိုရေခဲသည်ဖိုးဥသွားတယ်။ကံကောင်းစွာနဲ့ပင်အမျိုးသမီးကချက်ချင်းတုံ့ပြန်နိုင်ပြီး360ဒီဂရီနောက်ပြန်ကူကထိခိုက်မှုမှရှောင်လွယ်နိုင်ခဲ့တယ်။ပြန်လဲအာယုစိုက်တော့ဟာဒူမရန်နီယာတွင်မြွံ့မြွတ်ထိုးထိုးမြို့များဖြန့်ချက်နေတော့ကိုတွေ့ရတယ်။ဒူမလွတ်မြောက်နိုင်ခဲ့ခြင်းကိုတိတ်တင့်လေးဝမ်းသာနေခြင်းတွင်အနီးနားတွင်ရှိတဲ့ချိုင်းကုန်းကြီးအဖောင်းကြီးချင်းချင်းကွဲလာတယ်။အဖုံးဖွင့်သွားခြင်းတွင်အတွင်တွင်တထောင်ညကျော်ကတည်ဆုံတော့မှမပြည့်စည်သေးသောအမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရတယ်။